ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ခင်ဗျာရွှေခရုဇလန်းမြီအပိုင်းတလီကိုနားဆင်ခန်းစားကြည့်ကြပါအောင်ခင်ဗျာဇလန်းလေးမစတင်ခင်မှာတော့ VPN လေးဖွင့်ပြီးကြည့်ရှုပေးကြပါနော်တိုင်းပြည်တပြည်ကိုအုပ်ဆိုးနေတဲ့ဘရင်ကြီးတစ်ပါးမှာတီရာနဲ့ဒေဝီဆိုတဲ့မိဖုရားနှစ်ပါးရှိပါတယ်မိဖုရားနှစ်ပါးလုံးက ကလေးမရသေးတဲ့အတွက်ဘရင်ကသူ့မျိုးဆက်အတွက်စိတ်ပူနေခဲ့တယ်ဘဝကလည်းမိမယူတာခုနှစ်နှစ်ရှိနေပြီ ဘာလို့ဂလိတယောက်မှမရသေးတာလဲစိတ်အေးထားပါငါလည်းမမြုံပါဘူးဘာလို့ခုချိန်ထိဂလိမရသေးရလဲအချိန်တန်ရလာမှာပါဒေဝီသားလေးမွေးပါမလားခုနှစ်နှစ်တောင်ရှိနေပြီမွေးတင်ပြီလေဟုတ်သားပဲဒီလောက်ကြာရင်ဘယင်းမြုံတာပဲဖြစ်ရမယ်ဒါမှမဟုတ်နှက်တွေစီဆူတောင်းကြည့်ပါလားဒါလည်းဟုတ်တယ်ဆူတောင်းကြည့်မှာပဲကျွန်တော်တိုင်းပြည်ရဲ့ဘယင်းအခုလက်ရှိမိဖုရားနှစ်ပါးဟာခုနှစ်နှစ်တောင်ကြာပြီကလေးမရသေးတဲ့အတွက် ကလေးရောင်လုပ်ပေးပါကျွန်တော်တိတ်ခါမညုံနှောပါစီနဲ့ထွီထွီထွီဘာလို့ဒေးဝစ်စီကိုတရွေးထွေးနေရလဲဝဲအဲ့ဟာမလုပ်တာလဲအော်ခြေတော်ရာလို့ပါပြီးတော့ပဲနှက်ဖြစ်တာလေပြောစရာမကောင်းဘူးကွာအထီးကျန်တာနမင်းကြီးကျွန်တော်ပြောစရာရှိလို့ပါဘာကိစ္စလဲကွကျွန်တော်မကြသေးခင်ကလူပြည့်စင်းလေတော့ဘရင်တစ်ပါးကျွန်တော်တို့နှက်ပြီကို ကလေးရဖို့မှာချနေရတွေးလိုက်ပါလေအဲ့လောက်တောင်လားသူကနတ်ပြည်ကိုပါချင်းချောက်လိုက်ပါသေးတယ်သူကဘသူလဲကွဘယင်ရခပါ သူကဘသူသားလဲအာနန္ဒာရဲ့သားစူရိယရဲ့မြေးပါတကယ်ကိုအာနာရှိတဲ့လူတွေပဲရတယ်သူတော်စိန်ခေါ်ရဲမှာတော့ငါကိုယ်တိုင်သူ့ကိုသွားဆုံးမမယ်ဘလို့သွားဆုံးမပါလဲသူလိုချင်တဲ့အတိုင်းရောက်ရွှေခရုဖြစ်သွားဝင်စားမယ် ဒါပေမဲ့ तू ကလူကလေးတောင်းတာလေ तू တောင်းတာမဟုတ်ဘူးအမိန်ပေးနေတာဟုတ်သားပဲဒါဆိုအလုံးစနေငါအကြောင်းကောင်းကောင်းသိစေရမယ်အဲ့ဒီအချိန်မှာဘယင်ကသူ့မိဖုရားအိမ်သာတက်နေတော့မီးလုံးတစ်ခုကျလာတယ်လို့အိမ်မက်မှတ်ပါတယ်မဟုတ်ဘူးတီလာဟင်ငါအိမ်မက်မက်နေရလားဘယင်လဲသူ့အိမ်မက်ကြောင့်စိတ်မချမ်းသာနိုင်တာနဲ့ ဗေဒင်ပုံသားကိုတွက်ချက်ကြည့်ခိုင်းလိုက်တယ်။ဒါဘလို့ဖြစ်တာလဲကြည်ပင်သန်းပုံသားကြီးတင်မဖျားဟင်းရှောက်တင်ပါတဲ့ဘယင်မင်းကြီးတင်တော့ပညာနဲ့မြင်ရတဲ့အတိုင်းကတော့အေးဘာဖြစ်တာလဲမိဖျားကလင်းရတော့မှာပါဟင်းကလေးရတော့မှာပါဖျားအဲ့လိုလားတကယ်သာဆိုရင်တော့ပျော်စရာပဲကွာအခုတော့ငါကလေးရတော့မယ်ဟေးတိတ်မပျော်သေးပါနဲ့မင်းကြီး ဘာဖြစ်လို့လဲမိလုံးကြီးကြားလာတယ်ဆိုတာကနမင်းအပေါင်းတို့မကြင်နဲ့မှုရှိနေတယ်ဆိုတဲ့သဘောပါ မင်းကြီးတားမရနဲ့ခွဲရခင်ရှိပါလေအဲလိုလားဘလို့လို့ဖြစ်နိုင်ပါလဲငါလုံးဝမယုံငါရှိကအခုချက်ချင်းထွက်သွားသဘောတိုင်းပါမင်းကြီးမင်းကြီးကလည်းသူ့တားမရနဲ့ခွဲဖို့လုံးဝမဖြစ်နိုင်ဘူးလို့သာတွေးနေခဲ့တယ်တီတာโอเคပါမောင်တော်အခုတလို့တော်တော်အချင်းစားပါလားအရင်ကအချင်းမကြိုက်ပါဘူးဟုတ်ကဲ့ အခုတလို့အချိန်မဲစားချင်နေလို့ပါဖေ။ဒီလိုလားချစ်လေး။ဝေးဝေးနေပါ။နန်းနေ။အစေ။တမားတော်ကိုလမ်းခေါ်လိုက်စမ်း။တင်မဖေ။တမားတော်ဝင်လာခဲ့ပါ။ကျွန်တော်မျိုးကိုဗာမြတ်မိတ်ပေးခြင်းပါလေမင်းကြီး။မိဖုရားတီတော်ကိုစစ်ဆေးပေးခြင်းစမ်း။ Okay ။ဘလို့လဲတမားတော်။မိဖုရားနေမကောင်းဖြစ်နေရလား။မဟုတ်ပါဘူး။ကိုဝင်လေထားရတာပါဖေ။ ငါလေးကလေးရတော့မယ်ခုနှစ်နှစ်တောင်စောင့်ခဲ့ရတာမိဖုရားတီတာကိုဝင်ရနေတာကိုသိရတော့အားလုံးဝမ်းသာနေကြပြီမဲ့ဒေဝီကတော့မပြောရွှင်နိုင်ပါဘူးတီတာနင်းတို့တားမိဒီနန်းတော်တွေနေရမယ်မထင်နဲ့ကျွန်တော်မျိုးကိုဘာလို့ခေါ်ရလဲမိဖုရားဟင်ကျွန်တော်မျိုးကိုပြီးရလားဟုတ်တယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကိုခွင့်ပြုပါအောင်နေအောင်ငါခိုင်းချင်ရှိတော့ဘာကိစ္စများလဲ တီနာရဲ့ကလေးကတိုင်းပြည်ကိုခိုက်စီတယ်။မွေးလာရင်တိုင်းပြည်တွေကနှစ်ထုတ်ဖို့ပြောလိုက်။ဒါကြောက်ဖို့ကောင်းတယ်။မင်းကြီးမိသွားရင်ကော။ဟေး။ Okay ။စီစဉ်ပေးပါမယ်။မမိစီနဲ့။လုံးဝမမိစီရပါဘူး။ကောက်ချစ်တဲ့မိဖုရားကလည်းမိဖုရားတီတာနန်းတွင်းပြင်ရအောင်ကြံစီနေပါတယ်။လရွေကြာလာတော့တီတာမင်းသမီးလေးလည်းမိဖွားချိန်ရောက်ပါပြီ။မြင်မြန်ထွက်လာခဲ့ပါကလေးအဖေမြင်ချင်းလာပြီ ဒီမှာထွက်လာပါပြီမိဖုရားကြီး မင်းကလေးလားယောက်ျားလေးလားဟိုဘလို့လဲစေမတိပါဘူးဟင်မိဖုရားတီတာမွေးလာတာက ရွှေခီယူလေးပါဟင်ဒါလားငါကလေးဟုတ်ပါတယ်မိဖုရားတီတာလဲသူကခယူမွေးလာတာတွေ့တော့တတိလစ်သွားခဲ့တယ်မွေးပြီးပြီထင်တယ်ဘယင်ကတားမျက်နှာကိုမြင်ရတော့မယ်ဆိုပြီးဝင်လာပေမဲ့အစီကံကရွှေခီယူလေးကို ပိုက်ထားတာတွေ့တော့ ဒါဘလို့ဖြစ်ရလဲငါကလေးကခယူးလေလားမင်းသမီးတီတာရွှေခယူးကိုမွေးလာတာကအေးဘာဖြစ်တာလဲမိဖုရားနဲ့သူကလေးကိုတိုင်းမိတဲ့ကမောင်းထုတ်ရပါမယ်ဒါတော့လွန်သွားပြီငါသားမရလေဒါလူမိုးဘိမဲ့ငါသွေးသားမို့ငါတာဝန်ယူရမယ်ငါသားမရကိုဘယ်တော့မှမပြစ်ပဲ့ဘူးဒါပေမဲ့တိုင်းမိက အနေနဲ့မကင်းပါဘူးရှေးဟောင်းလူကြီးတွေပြောတာတော့တိရစ္ဆာန်မွေးတဲ့မိန်းကလေးကကန်ဆုံးမှုကိုတယ်ဆောင်လာတာတဲ့တိုင်းမိရေဘေးမသိရင်လည်း မိဘတင်းတက်တယ်ဖះအဲ့လိုလားမောင်တို့သားမယားကတိုင်းပြည်တော့အေးမကြီးပါဘူးတိုင်းပြည်ကိုကဲတင်မှာကိုတောင်းပန်ပါတယ်တီးတာကိုလည်းဒီလိုမလုပ်ချင်ပါဘူးဒါပေမဲ့ကိုတာဝန်ကိုထမ်းဆောင်ရမှာမို့ပါကိုရွေးချယ်မရလို့ပါနောက်ဆုံးတော့ကောက်ကျစ်တဲ့ဒေဝိတဘောတိုင်းဖြစ်လာခဲ့တယ်အစီကံမှဒီတင်းကားကိုယူပြီးရဲမဲကိုသွားပေးလိုက်တီးတာတို့သားမီးကိုတခါတည်းတက်ခိုင်းလိုက်မလွန်လွန်းဘူးလားဖះနေရှာမရှိနဲ့မြန်မြန်တော့ငါကံပြီးတော့မယ် ဟုတ်ကဲ့ပါဒီမှာနင်တို့နှစ်ယောက်အတွက်မိဖုရားကပြီးခိုင်းလိုက်တာခိုင်းထားတာတေချာလို့အမိတော်တိုင်းမှာအလုတ်အောင်မြင်သွားရင်ဒီငွေတွေနဲ့လာတောင်းမယ်ဖိုက်တင်ယောဂတော်တော်စိုးနေပြီနင်တို့နှစ်ယောက်ငါ့ကိုဘေးခေါ်သွားရလဲသွားပါရောက်ရင်တိလိုက်မယ်ငါတို့လာတာဝေးလာပြီလေခဏနေရောက်လိမ့်မယ် နင်တို့ဘာတွေကြံစီနေရလဲသူ့ကိုမိဖုရားကတတ်ခိုင်းလိုက်တာဘလို့တိသွားလဲဟာဟင်တော်တော်ရက်ဆက်တာပဲယုံတော့မယုံနိုင်ဘူးခဏလေးထက်သွားရင်တင်းချမ်းရောက်ပြီရက်ဆက်လိုက်တာတခုခုလုံးမရတော့မယ်ငါနောက်ဆုံးအနေနဲ့တီးသွားပေါက်လို့ရမလားအဲ့လိုလားထွက်ပြေးသွားရင်ဘလို့လုံးမလဲမာရမများနဲ့ငါတကယ်တီးမခံနိုင်တော့လို့ပါဘလို့လဲအရင်ကဟာတွေထောက်ထားတဲ့အနေနဲ့သွားခိုင်းလိုက်ကွာဟုတ်ပြီလေငဲ့ညာပေးလိုက်မယ် အချိန်၅မိနစ်ပေးမယ်မြန်မြန်သွားကျေးဇူးပါသူလဲရဲမဲ့တွေကိုညာပြီးထွက်ပြေးသွားခဲ့တယ်ရှစ်ဆက်ဘာတွေဆက်ဖြစ်သွားမလဲဆိုတာအပိုင်းတွေကိုစောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြပါအောင်ခင်ဗျာအပိုင်းတွေကိုလွယ်လွယ်ကူကူကြည့်ရှုနိုင်ရန်အတွက်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလေးလုပ်ပေးသွားကြပါအောင်ခင်ဗျာအဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်